အလုံးမိုင်းမင်္ဂလာပါဗျာခုတခါမှာတော့အမျိုးသားကိုမရေငယ်ကကွင်းရတဲ့ပြာစည်းထည့်ပြီးကျွေးလို့တတန်းသားဖြစ်နေတာကိုကူညီပေးကြပါဦးလို့ပြောလာတယ်မရေကြီးရဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုအလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအလုံးလေးဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်တောင်းတပေးကြပါဦးဗျာအလုံးလေးမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာ ပြန်လေကြိုဆိုလိုက်ပါလေဗျာ။အာအခုကြီးတောင်းတဲ့ post လေးဆိုလို့ရှိရင်တော့ပုံမှန်လိမ့်မယ်နော်။ဒါကဘာလဲဆိုတော့ကျမတို့အခုပေါ့နော်သတင်းလာပေးတဲ့မောင်လေးရပါပေါ့နော်။သူကတက်ကပါပဲ။သူကကျမတို့ဘာပြောလဲဆိုတော့ဒီ net net ရွှေသက်စာပိုင်းကဒီဒုတိယတက်ဦးနဲ့ယူတော့တာအဖိုးကြီးပေါ့နော်။အဲ့အဖိုးကြီးတော့ကလည်းသူကအဲ့လိုပဲသူကစေးနဲ့လုပ်ပြီးတော့ယူထားတာ။အဲ့စေးနဲ့လုပ်ပြီးတော့ယူတာဘာလဲဆိုရင်သူမှသူတန်းတန်းဆဲပြီးတော့သူကထိုင်ဆိုထိုင်ထဆိုထပေါ့နော်။သူစကားတခေါက်နဲ့အောင်းတဲ့ဟာမျိုးပေါ့နော်။အာဘာနဲ့လုပ်ပြီးယူရဲဆိုတော့ကျမပါဇက်ကမိုင်းဟိုပြောရမှယွန်လို့ကျမမပြောတော့ဘူးနော်။အဲ့တော့ ော့ကျမအမတို့ဒီ post လေးကိုမြင်နေဆိုလို့ရှိရင်ကျမကွန်ကြီးတခုတောင်းနေတယ်ဘာလို့တောင်းနေလဲဆိုတော့ဒါကျမကဟောကျမမျိုးသားနဲ့ကျမနဲ့အပြန်ပေါင်းဖို့ပေါ့နော်အစီအစဉ်လုံးဝကျမဘက်ကတော့လုံးဝတရားရင်တို့မရှိတော့ပေမဲ့ပေါ့နော်ကျမသားရဲ့အဖေတရားအနေနဲ့ကျမကျေးဇူးရှင်တရားအနေနဲ့ပေါ့နော်ကျမတက်နိုင်တဲ့ဟာလေးနဲ့ကျမပြန်ပြီးတော့သူ့ကိုကယ်ပေးခြင်းနဲ့ပေါ့နော်ကယ်ပေးခြင်းနဲ့သူ့ဘဝသူသူ့အတူချုံနောင် ကင်းကင်းနဲ့ပေါ့နော်သူ့ကိုသွားစေခြင်းနဲ့သွားစေခြင်းတော့ကျမဒါတက်နိုင်တော့ကျမစူးစမ်းကြည့်မယ်ပေါ့နော်ဒီပညာတွေကလည်းအမှမယုံလို့မရအောင်နော်ဒါရှေ့ကျမတို့ဒီမြတ်စွာဘုရားရှင်လက်ထက်မှာတဲ့ဟိုကဒီဟာတွေကအမှရှိခဲ့တယ်နော်ကျမတို့ရှေ့ပညာလက်ထက်တွေမှာလည်းဒီလိုပဲရှိခဲ့တယ်ရှိခဲ့တဲ့အခါကျတော့ဒီ online ပညာတွေဆိုတာကလည်းမရှိဘူးလို့မယုံလို့မရဘူးမှာနော်တကယ်ရှိခဲ့တယ်နော်ရှိခဲ့တဲ့အခါကျတော့ကျမသူ့အတွက်ကိုကျမပေါ့နော်ဟိုအမတို့တကယ်ပေါ့နော်ဟိုဘယ်လိုခေါမလဲဆိုတော့နားလေတက်ကြွနဲ့ဆရာတော်တွေဒါမှမဟုတ်ရှင်လေအဲ့ဒီပညာရက်နဲ့ပေါ့နော်ဟိုတကယ်ကို ထိထိရောက်ရောက်ပေါ့နော်လုတ်ပေးနိုင်တဲ့သူတွေရှိလို့ရှိရင်ကျွန်မတစ်ချက်တော့ပေါ့နော်အကူအညီပေးကြပါလို့ကျွန်မတို့ဒါကိုအကူလိုပေါ့နော်နောက်ပြီးလို့ရှိရင်ကိုသားရဲ့အဖေတရားအနေနဲ့ပေါ့နော်ကျွန်မဒါလေးကိုကျွန်မလုတ်ပေးချင်လို့ပေါ့နော်သူကပြောတယ်မှရကျွန်မမျိုးသားကွန်ရန်စားတယ်နော်ကွန်ရန်စားတယ်သူတို့ကအဲ့ဒီကွန်စားတဲ့အခါကျတော့အဲ့ကွန်တဲကိုဒါနော်ခရှင်းချင်းပြောလို့ရှင်မရကတော့เนาะမမိမရာတီသွေးထည့်ပြီးတော့ဗောနော်ကျွေးရအဲ့လိုမျိုးတွေနဲ့ तू อ่ะလုတ်ခဲ့တာအဲ့တော့ကျမစိတ်ထဲမှာနည်းနည်းလေးဗာထစ်သွားလဲဆိုတော့သူ့ရဲ့ဗောနော်တကယ်ချင်းပြောပုံရဗောနော်ဒီမျိုးသမီးပေါ်မှာကျမမျိုးသားကအဲ့လောက်ကြီးစိတ်မဟုတ်ဘူး तू ခွာနေတာခွာန နေရင်တန်လန့်နေပေါ့နော်ဘလို့ဖြစ်ပြီးတော့မာရဲတဲ့အဲ့လိုမျိုးပေါ့နော်သူပေါ့နော်ယူတဲ့အထိဖြစ်သွားတယ်ဆိုတာကျွန်တော်နားမလဲဘူးပေါ့နော်သူကိုနိုင်ကွာနေမှနေတခြားလူရှာလိုက်တော့ငါနဲ့မပတ်သက်တော့ဆိုပြီးပြောပြီးတော့ခက်ခွာခွာနေတဲ့အမျိုးသမီးအမျိုးသားတယောက် ကပေါ့နော်အခုဆိုရင်မှကျွန်မမျိုးသားကကျွန်မတို့ကဘလောက်ကြီးပဲသူ့ကိုပေါ့နော်အဲကျွန်မရောအဲ့ပေါ့နော်အဲ့အမျိုးသမီးကြောင်းတည်တယ်ပေါ့နော်သူ့တငယ်ချင်းကကျွန်မတို့ကသူ့ကိုရတဲ့လောက်ကဲတယ်ကဲတယ်ကိုကြီးဒီလိုရှိရနော်ကျွန်မလည်းပြောတယ်ဟဲ့နေဒီလိုရှိတယ် နေ့ကငါပြန်ပေါင်းချင်လို့ပြောတာမဟုတ်ဘူးနေကြိုက်တဲ့မျိုးသမီးနဲ့ယူငါကွာပေးမှပစ္စည်းလဲနေ့ကငါအခုနေကားကငါ့ကိုတူဝမခွဲပေးချင်မှရတယ်နေအိုက်ကားလဲနေယူသွားနောက်ပြန်နေငါစီကဘာပစ္စည်းတွေထိုးချင်သေးလဲငါပေးမယ်ဒါပေမဲ့တခုရှိတယ်ဒီမျိုးသမီးနဲ့တော့နေမဖြစ်ဘူးအဲ့တော့နေတေချာလေးစဉ်းစားဆိုဘလို့မှမရဘူးသူဒီမျိုးသမီးပဲဒီမျိုးသမီးပဲဒီမျိုးသမီးကသူ့အတွက်အရန်ကောင်းတယ်သူ့ဘာသူယောက်ျားအယောက်တရားရှိနေပြီသူရေးဆေးပြီးသုံးမယ်ဆိုတော့ကျွန်တော်လည်းစဉ်းစားလို့မရတော့ဘူး ကဲအားလုံးပဲမင်္ဂလာပါရှင်။နေကဲကျမနန်းရွှေတစ္ဆာပိုင်းပေါ့နော်။နန်းရွှေတစ္ဆာပိုင်းဆိုတာတချို့ကတော့တိကျမတိလိမ့်မယ်။နန်းရွှေတစ္ဆာပိုင်းဆိုတော့အခုလက်တော်ပေါ့နော်။ကျမမျိုးသားနဲ့အိမ်တော်ရေးဖောက်ပြန်ပြီးတော့ခိုးရလိုက်သွားတယ်။အမျိုးသမီးပေါ့နော်။ဟိုဗမာလိုခရိုင်ရိုင်းပြောရလို့ရှင်တော့လင်ကုမမရင်ငယ်နော်မိမယုတ်ပေါ့နော်။မိမယုတ်သူနဲ့ပတ်သက်ပြီးတော့ကျမတင်ထားတဲ့ data အချက်အလက်တွေမှာတချို့တချို့ဟာလေးတွေမှာပေါ့နော်။နည်းနည်းလေးမှားယွင်းနေရလေးတွေရှိတယ်။အဲ့တော့ကျမပြင်ဆင်ချင်လို့တက်လာတာ။ဗမာယွင်းနေလဲဆိုတော့ကျမကျမရဲ့ ိမ်ရပါတော့ချန်ကုံတော့ကိုကျမရိုးတင်ပြီးတော့နံပါတ်5ဆိုတော့တနာစရာကောင်းတာသူကအခုနံပါတ်6ဖြစ်သွားပြန်ပြီဘာဖြစ်လို့နံပါတ်6ဖြစ်သွားရလဲဆိုဒီနေ့ပေါ့နော်သူ့ရဲ့၃ရောက်မြောက်ခင်မွန်ဖြစ်တဲ့ကျော်မင်းဦးဆိုတဲ့လူကကျမကိုဆက်တွေ့လာတယ်ပေါ့နော်ဆက်တွေ့လာတယ်ဆက်တွေ့လာပြီးတော့သူတို့အကြောင်းကြီးမေးတယ်ပေါ့နော်အခုဘယ်မှာလဲဆိုတော့ကျမလည်းမှန်တိုင်းပြောလိုက်ပါတယ်ဒီနေ့ကဒီနေ့မှရှိတယ်ဆိုပြီးတော့ကျမအိမ်ရန်ချန်ကုံတော့ရဲ့ဖုန်းနံပါတ်လေးတော့ကျမပေးလိုက်ပါတယ်နော်သူကသူတို့ပဲရှင်းကြပြီပေါ့နော်အာအဲ့တတရားလင်ဖြစ်တဲ့ကိုကျော်ကြီးခေါ်ပေါ့နော်ကိုကျော်မင်းဦးနဲ့က2018ထဲကလည်းပေါင်းတင်နေထိုင်ပြီးတော့အခုဒီတောဆုံးမှရှိတဲ့အိမ်ဆိုလို့ရှိရင်လည်း အုံရခဲ့တဲ့ချက်ကသာပေါ့နော်။သူကိုယ်တိုင်ပဲအင်္ဂလိပ်သူတို့ကရင်ကတဲတတာအင်္ဂလိပ်ပဲရှိတယ်။အဲ့ဒါလေးကိုပေါ့နော်။သူကပြောမယ်ဆိုရင်တော့နွားကြခံပြီးတော့အိမ်ကိုအကုန်လုံးစောက်ပေးထားတာပေါ့ဗျာ။အိမ်တလုံးလုံးနဲ့စောက်ပေးထားတယ်။သူ့ကိုလည်းလိုပါလက်ကောက်တွေရွှေတွေပါနေဆင်ထားရပေါ့နော်။အဲ့မျိုးသမီးကသူနဲ့ပေါင်းတင်းနေတိုင်းနဲ့အချိန်အတွင်းမှာလည်းအဲ့တိုင်းပဲပေါ့နော်။အာတောင်ကအကောင်နဲ့လိုက်ပြေးလို့သူပေါ့နော်။တောင်ကထိတော်မှာသူစိုက်ကဲနဲ့တိုက်ပြီးတော့ခေါ်ရတယ်။အဲ့လိုပါတဲခုတ်ကမ်းမှာလည်းအကောင်ရဲ့အကောင်နဲ့ဖုန်းထဲမှာပေါ့နော်။တဲခုတ်ကမ်းမှာအကောင်နဲ့ whistle ပုံတွေးလို့ပေါ့နော်။သူသူအဲ့မျိုးသမီးကိုရိုက်နဲ့ဖုန်းတွေပြစ်ခွဲပေါ့နော်။သူအဲ့လိုမျိုးသူအိမ်တော်ကြီး တည်တဲ့ကာလမှာပေါ့သူအမျိုးမျိုးပေါ့နော်ဒုက္ခခံခဲ့ရတယ်ဟောကျမကွဲလွဲသွားတဲ့အချက်လေးတစ်ချက်ကပေါ့နော်သူကအမှန်တော့ခုမှုကျွလုံသူမဟုတ်ပါဘူးသူကကျောင်းမဝယ်မဖြစ်ပြီးတော့ပေါ့နော်ခုရပါပစ္စည်းပေါ့နော်သူကဝယ်ထားမိတဲ့အတွက်သူ့ကိုပေါ့နော်ရဲရလာပြီးတော့စုံစမ်းတာအဲ့ဒါကိုရက်ကွက်ကမသိတဲ့ခါကျတော့ပေါ့နော်သူပစ္စည်းကိုရဲဆိုပြီးတော့ထင်သွားတာမောင်လေး sorry နော်အမလည်းပတ်ဝန်းကျင်ပြောတဲ့ခါကြီးနဲ့ပြောလိုက်ပြီးတော့နော်သူကတော့စိတ်မဆိုးပါဘူးအမကွဲလွဲတာလေးကိုသူလာပြောပြတာသူကညောင်းတော့မှာဘဲမွေးမြူရေးတုတ်တယ်ပေါ့နော်အဲ့တော့ တော့တယ်တော့ကျမနန်းရှိသက်သာပိုင်ရဲ့လင်တရားစီရင်ခဲ့လေကျမပြန်ပြင်ကျင်းတယ်နော်သူ့ရဲ့ပထမလင်ကဥကင်ရလို့ခေါ်တယ်သူကရွှေခရိုင်မှာရင်းနှုံးကအဲအဲ့နန်းရှိသက်သာပိုင်ရဲ့နာမည်ရင်းကဒေါ်နော်မေခနန်းရှိသက်သာပိုင်နဲ့သူကရင်းနှုံးကအဲ့မှာသပွဲလို့ပထမပြောမှဆိုရင်တော့ဝင်နေလောက်ခဲ့တာပေါ့နော်အဲ့ဒီမှာအခု18နှစ်အရွယ်ပေါ့နော်တားတယောက်ထွန်းကားခဲ့တယ်နော်အဲ့ဒီမျိုးသားကတော့မတည်သေးဘူးရှိတယ်နောက်ဒုတိယလင်ကတော့ဟိုကျမပြောတဲ့ဒုတိယချက်ပေါ့နော်ဒုတိယချက်ဦးအောင်ဆန်းကတော့သူကတည်ဆုံသွားပြီအဲ့ဒုတိယချက်ပြီးသွားတော့ အခုကျွန်မတို့ဒီနေ့ဆက်သွဲတယ်ကိုကျော်မင်းဦးကိုကျော်မင်းဦးပြီးသွားတဲ့ခါကျတော့ကိုကျော်မင်းကတရားဝင်ကွဲသေးတာမဟုတ်ဘူးเนาะအဲ့နောက်ပိုင်းမှာလည်းကိုကျော်မင်းကိုသူကရှောင်ကိန်းနေတဲ့ကာလအတွင်းမှာကိုကျော်ဇန်ဆိုတဲ့လူနဲ့ပေါင်းသိနေကိုကျော်ဇန်ကလည်းတက်ကပဲအဲ့သူနဲ့ပေါင်းပြီးတော့တခါကျတော့ကိုကိုမောင်ဆိုပြီးတော့ နံပါတ်9ယောက်မြောက်ပေါ့နော်အဲကျမရဲ့ခင်မောဖြစ်တဲ့ဆော့ကိုဆော့ခိုင်ကိုကတော့6ယောက်မြောက်ခင်မောရှင်ကျမက National Defa ပိုင်ရဲ့ပေါ့နော်အဲလင်တရားစီရင်ကံနံပါတ်2လို့ကျမပြန်စမယ်ပေါ့နော်အဲ့တော့ဆိုလိုချင်တာနံပါတ်1ကဥကင်ရင်ပေါ့နော်ဥကင်ရတော့ဒါအခုလက်ရှိကလေးရဲ့အဖေပေါ့နော်နောက်ဥအောင်စန်းဒုတိယချက်ကတော့ဆုံးသွားပြီကိုကျော်ကြီးကျော်မင်းဦးဆိုတော့ဒါလက်ရှိသူနဲ့ ပြောမယ်ဆိုရင်တော့ပေါင်းသိနေထိုင်သေးပေါ့နော်နံပါတ်3ကကြတော့ကုကျော်စဲနံပါတ်4ကကုကျော်စဲနံပါတ်5ကကိုကိုမောင်နံပါတ်6ကတော့ကုကျမမျိုးသားဖြစ်တဲ့နော်ကိုစောခိုင်ကိုပေါ့နော်နံပါတ်6အဲကိုကျော်မင်းကဘာပြောလဲဆိုတော့ပေါ့နော်သူကเออเนชั่นเดสาบายอ่ะตูนเนี่ยปอนเนาะเตียวเนี่ยเล่มแม่ทูละล่ะไม่ใช่ไอ้ตัวเจ้าหมูรู้ปอนเนาะตูก็บลูပြောมั้ยဆိုတော့กวาเช่เสียไม่รู้อู้ဆိုတဲ့ပုံစံမျိုးเนี่ยปอนเนาะตัวอ้าวไม่ခံเวเนี่ยပြေးနေတယ်မဟုတ်ဘူးအဲ့ဒါတွေကမှားနေတယ်เนาะဘလို့မှားနေတယ်ဆိုတော့ကျွန်တော်တို့ဗုဒ္ဓဘာသာပေါ့เนาะဟိုဘလို့ခေါ်မလဲဆိုတော့ညီမထောင်းလန်းเซียนมาဆိုလို့ရှင်ကျွန်တော်တို့အရင်တော့ဆိုရင်လက်ထပ်စာကြိုတွေပါမရှိဘူးပစိုးတန်းတင်အကျင်လမြားဖြစ်တယ်ပြီးရင်

အရှိခွနရဲ့အနောက်ခွနရဲ့ပေါ့နော်ဒီမျိုးသမီးနဲ့ဒီမျိုးသားကပေါင်းသင်းနေထိုင်ပါတယ်လို့ပေါ့နော်အတိမဲ့ပြုထားတယ်မိဘစုမျိုးသားယူရတယ်အတိမဲ့ပြုထားဆိုရင်အကျုံးဝင်ပါတယ်အဲ့တော့ဘလို့အကြောင်းကြောင့်ပဲဖြစ်ဖြစ်ပေါ့နော်တကယ်လို့ပေါ့နော်မပေါင်းသင်းတော့ဝင်ဆိုလို့ရှင်တရားဝင်ကွာရှင်းစာချုပ်တို့လားလို့မေးလို့ရှင်တို့ပါတယ်တရားဝင်ကွာရှင်းစာချုပ်မထုတ်မချင်းပေါ့နော်မထုတ်မချင်းဟာတို့ကအကျင့်လင်များဖြစ်နေပြီပဲတီးရှိပါသေးတယ်ပေါ့နော်အဲ့တခုလေးတော့နည်းနည်းလေးပေါ့နော်ရဲမားနဲ့2015တလင်တများဥပဒေပေါ်ပြီးနောက်ပိုင်းတဲ့ကိုကတို့တရားဝင်လက်ထက်ထိန်းများတဲ့စာချုပ်မရှိပေမဲ့ကွာရှင်းတဲ့ခါကြလို့ရှင်တရားဝင်ကွာရှင်းစာ ာချုပ်ရှိမှပါလိမ့်မော်နော်အကျုံးဝင်ပါတယ်အခုကအမျိုးသားလုပ်တဲ့သူကလည်းမပေါင်းသိမ်းမနဲ့နော်ထွက်ပြေးတင်းချောင်ပြီးတာဝန်ယူတာမဟုတ်ပါဘူးအမျိုးသမီးလုပ်တဲ့သူကဟုတ်တယ်မလားအပေါင်းသိမ်းမခံမနဲ့အမှန်တော့သူကိုယ်ချင်းရှုပ်ချင်လို့ပါဗျာကိုကြောင့်မင်းပြောပုံရဆိုသူကိုယ်ချင်းရှုပ်ချင်တဲ့ခါကျတော့သူကလက်ရှိနေတဲ့ သူစောက်ပေးထားတဲ့အိမ်မှာမနေတော့ဘဲနဲ့သူရန်ကုန်ဒိန်းဆောင်သွားတယ်ဒိန်းဆောင်ပြီးဘမနေမဲမတည်ဘူးပေါ့နော်အဲသူ TikTok တွေမှာတွေ့ရင်သူဝင်ပြောလို့ရှိရင်သူ့အကောင့်ကို block ပစ်တယ်ဖုန်းကို block ပစ်တယ်ပေါ့နော်သူလည်းမှန်ပါတယ်သူဘွားအစိပ်ပိုင်းတော်တော်များများဟုတ်တယ်မလားသူရသမျှတွေကိုဒီအိမ်နေစောက်ပေးတယ်နော်ဒီအမျိုးသမီးကိုသူတန်ရောတင်ရှိရတဲ့အတွက်ကြောင့်မလို့သူ့ရဲ့စိုးတန်အကောင်းငယ်တွေကိုခံထားတဲ့အမျိုးသားတယောက်အနေနဲ့ဒီချိန်မှာတော့ဒါအခုဒီမှာမျိုးသားနဲ့ပေါင်းနေတယ်လို့နေထိုင်တည်တဲ့အချိန်ကတော့ဒါသူလည်းသူအရင်တော့ကဘယ်သူငယ်ယူလို့ယူမဲမတည်ဘူးအတွက် ပုံနေတာကိုကျွန်မဒီ TikTok မှာတင်လိုက်တဲ့အနေထားမှာသူကတွေ့သွားတဲ့ခါကျတော့ကျွန်မဆက်သွယ်ပြီးတော့အမဖုန်းနံပါတ်လေးပေးလို့ရရင်ပေးပါပါတော့အမမျိုးသားနဲ့ဖုန်းလေးပြောချင်တော့ကျွန်မပေးလိုက်ပါတယ်ဒါသူတို့ကျွန်မခွဲဖို့လည်းရည်ရွယ်လာလည်းမဟုတ်ဘူးစိတ်လည်းဝင်စားဘူးသူကသူတို့ပြဿနာကြီးတက်ပြီးတော့ကွဲသွားလို့ရှိရင်လည်းကျွန်မမျိုးသားကိုကျွန်မပြောပြသွားပြီကျွန်မ အတက်ကိုလည်းမရွေးချယ်တော့အဟောင်းလည်းကျွန်မပြန်လက်မခံဘူးလို့ကျွန်မစကားအကုန်သွားပြီเนาะအဲ့တော့သူ့ဘာသူတို့ပေါင်းခြင်းမပေါင်းခြင်း၊ကွဲခြင်းမကွဲခြင်းကျွန်မစိတ်ဝင်စားဘူးအဲပထမပိုင်းတော့ကျွန်မဘာဖြစ်လို့လိုက်ပြီးတားမြစ်နေရလဲဆိုတော့တားအဖေတယောက်အနေနဲ့ဒီအမျိုးသမီးနဲ့ပေါ့နော်တားအဖေတယောက်အနေနဲ့ဒီအမျိုးသမီးနဲ့မထိုက်တန်ဘူးလို့ကိုယ်စိတ်ထဲမှာခံစားရတယ်ဘာဖြစ်လို့ဆိုတော့ဒီမျိုးသမီးကခရိုင်ရိုင်းပြောရရင်ကွာဖာထက်တာကိုယုံညံ့တဲ့အမျိုးသမီးဖြစ်နေတဲ့ခါကျတော့မှန်တိုင်းပြောရင်တော့မယူသေးခြင်းဘူးပေါ့နော်ကိုယ်ငယ်လေးနဲ့ပြောရရင်တော့ဇပင်အစေတဲ့ဇပင်အစေလင်းအစေဆိုတာတကယ်မှန်တယ်နော်အခုပေါ့နော်ကျွန်မကလာပြောတဲ့ခုနှစ်ဦးမှလေခုနှစ်ဦးစလုံးကလေ လုံးဝကိုအမတို့ရဲ့တိလာ တားတရာမြင်ရဆရာမရှိဘူးအဲ့တော့ကျမကတပါအဲ့လိုလာပြောတဲ့လူတွေရဲ့ profile စစ်တင်နေနော်အဲ့တော့အမတို့တကယ်လို့သိကျင်နေဆိုလို့ရှိရင်ကျမမတင်ကြပါလာခဲ့လိုက်ကျမအမတို့ data တွေကုန်ပို့ပေးမယ်နော်ဒါပေမဲ့ကျမအိမ်ကခြံကုံနွားကြီးရလွှဲရင်ပေါ့နော်ခြံကုံနွားကြီးကတော့ဘာပြောလဲဆိုတော့ငါရေစင်းရင်ပြောင်းတယ်ငါရေစင်းရေစင်းရင်ပြောင်းတယ်ဟုတ်တယ်မလားငါတော့သူလင်းရောက်တရာရှိနေပါစေကျမလင်းရောက်တရာရှိတာကိုပြောတာမဟုတ်ဘူးတယောက်ပြီးတယောက်သူ့ဟာသူကတော့ပါတယ်ခံနိုင်လို့တယောက်ပြီးတယောက်ယူကွာတယောက်ပြီးတယောက်ယူတာကိုကျမအပြစ်ပြောတာမဟုတ်ဘူးအိမ်တော်ရှိသေးကာလမှာတော့အိမ်တော်ရေးဖောက်ပြန်တဲ့အကျင့်ကိုကျင့်တရားမကောင်းတဲ့အမျိုးသမီးကဟုတ်တယ်နော်သူဒါပေးနိုင်တဲ့ ဲ့အချိန်မှာတော့သူ့ပေါ်ကိုကောင်းလိမ့်မယ်အခုချိန်မှာ तू က तू ပါလှုပ်လို့အကိုရဲ့အကိုရဲဆိုပြီးအမြောက်အေးမမြောက်ပေးမှာပေါ့ तू ရှာဝေထားတဲ့ကြည်စီမပောက်ဘူးလေမင်းငယ်တွေရဲ့ထုံးစံလင်ကိုမတွေရဲ့ထုံးစံကဘာဖြစ်လဲဆိုတော့ကျမတို့မင်းကြီးတွေမယားတွေကကြတော့တိရမှာကိုယောက်ကြောင့်မမှတ်တင်တာမမှာဟဲ့ဒါမလုံးနဲ့ဒါမလုံးနဲ့လောင်းစားရင်မလုံးနဲ့အရမတောင်းနဲ့ဟောကျမတို့ကချုပ်ချယ်တယ်ချုပ်ချယ်တယ်ဆိုတော့ तू ပေါ်ကကောင်းသားဖို့အတွက်ကိုကျမတို့က guideline ပေးတာဒါပေမဲ့ तू တို့ကဒါတွေကိုမရှိဘူးသူတို့ပြောတော့ဟုတ်ကဲ့ဟုတ်ကဲ့ဆိုပြီးတော့တည့်ရမလားမင်းငယ်တွေကကြတော့မရဲ့ယူလဲယူတယ်သူကအာကိုကိုလှုပ်အေးဘီယာတောက်မလားသူကတော့အမြေးလေးပါလေးလှုပ်ပြီးဝိုင်းထိုင်တောက်ပြီးတယ် 然后呢，我们那边都来别人，你看别人了，啊，冷哩，都穿下来嘛，包冷哩，啊，都来本地嘞，现在才买，都去买，啊，都都买别的啊，没事了，哥，你哪边的？他干嘛？哪有啊？嗯，他干嘛？每晚都要得三、四、五、四，对着来是呢，哥嘛，八百三嘛，没事嘞，潮州的嘞，喏，上早都要得三、四、五、四，对着来都是，都嘛，一下下变东西了，好他妈没有当。 အရာရာပြည့်တုံတဲ့အချိန်မှာသူဆက်သူသစ္စာရှိမရှိပါဖြစ်လေအိမ်တော်ကြီးဖောက်ပြန်သွားတယ်ခြံကုန်သွားတယ်အေးအဲ့လိုပဲနေယူထားတဲ့မိမပေါ့နော်နေပေါ်မှာသစ္စာမရှိမရှိသိကြရင်နေဘာမှနေလက်ထဲမှာလုံးဝကုန်းစရာမရှိတဲ့အချိန်မှာကြီးအဲ့အချိန်မှာနေကိုလေအလောက်ကိုင်းလှုပ်ပြီးတော့နေကိုရှာဖွေကြွေးပြီးတော့တောက်တခင်လင်းကိုဖျားတော့နေကိုကိုးကွယ်ထားတဲ့ဟေးဆိုလို့ရှင်ငါဒီကိုအချိန်ပြေးလာခဲ့တိလာငါဒီကိုအချိန်ပြေးလာခဲ့နေကိုငါလေးတိလာနေတို့အိမ်မာလေးနေတို့ငါ့ကိုလာဆက်သွယ်လာနေတို့အိမ်မာငါတက်တက်လုံးတေးရဲ့ဒီငါကြုံခံသွားပြီးမယ် ။တောင်းကြည့်ပါဦး။အခုမှတလားကျော်လေးပဲရှိသေးတော့ဒီအမျိုးသမီးကိုမလီကျမထက်ပိုကောင်းတယ်။ကျမထက်ပိုမြန်နိုးတယ်။မလီကျမထက်ပိုပြီးတော့တန်ဖိုးရှိတယ်။အပြောမစောနဲ့ဦး။နော်။အပြောမစောနဲ့ဦး။အချိန်နဲ့အများကြီးလိုသေးတယ်။အခုမှတလားကျော်နေမှဒါရှိနေသေးရဲ့လေ။အိမ်ရယူသွားတယ်နော်။ကိုပိုင်ကတိုင်း1400တန်းရှိပြီ1400နဲ့ရောင်းပြီ1400နဲ့ပြန်ဝဲတော့အဲ့ကားလေးရှိသေးတယ်အဲ့ကားလေးရှိနေသူ့မနေ့ကအပေဒီများများနဲ့နေ့ကိုကတ်နေတာနေ့ကို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 နဲ့နေမနေတာအကိုကိုဆိုပြမနေတာနေ့မှာဘာမှမရှိတော့တဲ့0ဘွားရောက်တဲ့အချိန်ကျမှအဲ့မိမရဲ့ ကောင်းရင်မကောင်းရင်ညဆုံးဖြတ်တော့သူကလဲလုံးနဲ့ပြီးချီရလဲတင့်နေတယ်ဒါပေမဲ့သူကအမှောက်ကိုဝင်မခံရဲဘူး